ငါ၆ကအဲ့လိုထောက်ပြီးမှဖောင်းတယ်ငါ၆တောင်မှ box နဲ့ပေါ့အဲ့လိုထုတ်ရတော့မှာအဲ့ဒါတော့နံပါတ်၄ဆိုရတော့နောက်ခုနလို resource ရရှိရေးနံပါတ်နဲ့တပတ်ဆွေဖွစီရေးနံပါတ်၃စနိုက်တရေးနံပါတ်၄เนาะဖွစီပူတီဆွေရေးနဲ့ရုပ်ကောက်ဖွဖြောင်းဖြောင်းရေးနံပါတ်၅เนาะကျွန်တော် USM နိုင်ငံတော်စစ်တီဆောင်ရေး USM ဆိုမှလက်ငါ၆ကိုဒီလိုเนาะ box နဲ့ tournament အဲ့လိုပေါ့เนาะအဲ့လိုအဲ့ဒါကိုယုံကြည်စေချင်တယ်အလုပ်တစ်ခုတိုင်းမှာမယုံကြည်ဘဲနဲ့ဘာတစ်ခုမှလုပ်လို့မရဘူး မနဲ့ဖြာကိုတော့ဒီနဲ့ယူကြည့်မှမနဲ့ဖြာကိုတော့ရောက်မှာဖြစ်တယ်ဒီနဲ့ယူကြည့်တယ်ဒီမနဲ့ဖြာဖြစ်လာမင်းမနဲ့အိယာထားတိုင်းမှာကျွန်တော်တို့ရီမချက်ပတ်တက်ကိုမရအောင်ကျွန်တော်တယောက်တစ်ခုပဲ USM USM လို့ order ကောင်းတယ်ရကောင်းတယ်ကျွန်တော်ခေါ်အပြရရတယ်ဥပမာကျွန်တော်တို့ကမြို့တမြို့ပြည်မြို့ကိုတွားမယ်လာမယ်လာနေမှာဆိုတော့လူတစ်ထောင်လောက်ကိုကျွန်တော်တို့တူတူစုမယ်အဲ့ဒါမှာကိုလို့အမေရိကပြည်ထောင်စုမှာဆိုရင် USA USA ဆိုတဲ့လိုဒီမှာဒေါ်လာတချို့ဆိုရင်မှ USM USM လို့ကြားပါမယ်ဒါလည်းအရေးကြီးတယ်အလစ်ကအမကိုနိုင်ကိုနိုင်တယ် တရားချစ်ကမတရားချစ်နိုင်ကိုနိုင်တယ်လွန်လာချစ်ကထိတ်ချစ်နိုင်ကိုနိုင်တယ်အခုနပြောသလိုဒီတကယ်တရားလှပတဲ့နော်အနာကတ် USM ကဒီဖက်ကရေးဆက်ချချုပ်တဲ့စီအာနာစီစနစ်ကိုတော့နိုင်ကိုနိုင်တယ်အဲ့ဒါကိုတော့နော်ဓမ္မတာတစ်ခုဖြစ်တယ်မယုံမရှိနဲ့အလစ်ကအမကိုနိုင်ကိုနိုင်ပဲ với tài chính thiên nhà anh chị suy ya mà bên nhà ta cũng vẫn sống lấy quân chỉ thà nào cũng cho bên nhà mẹ trong gia chẳng khởi chi nhẹ chỉ ta trong yên phía tiền lúc tiền mà tu nào phải lâu như lệ lúc đã yên yên nhẹ cái này yên yên nhẹ nhà sĩ lúc này yên lệ đi đu ở trên cái là phòng ngủ sát tiền cao thế phố này lệ nãy ngày ấy trong lên nhà cha cả thâu ta xa u sáng hôm khi lên cái bộ đi xin xin mà tu được qua lấy lại chỉ cha ya ông mà tôi suy niệm mà ဖြစ်တယ်အခုနကျွန်တော်ပြောနေတဲ့ winning strategy ကငါးချက်ပဲရှိတယ် last ပေါ့နော် road map လို့ပြောမယ်ဆိုရင် road map လို့ပြောလို့ရတယ်နောက်ပါတစ်က resource ရရှိပဲအခု energy မှာလည်း resource ကနော်မရှိဘူးနော်စီးတိတော့မရှိဘူးဥမာကျွန်တော်ဒေါ်လာရအစုတော်တော်များများမှာလား resource ကရှိမနေတော့ဥမာဆိုပါဆိုအခုက air defense လည်းကျွန်တော်မှတခုမှမရှိဘူးသူတို့သူ့အနေနဲ့လန်နန်တွေကရှိမယ်ဆိုတော့ရုရှားကလန်နန်တွေပါလာတယ်တရုတ်ကလန်နန်တွေပါလာတယ် drone တွေပါလာတယ် drone ဆိုလည်းညမှာရောက်လာတယ် drone တွေပါလာတယ်ဒါတွေအားလုံးကနိပညာတွေသူတို့ဟာလည်းတော့ဒီတိုင်းပဲမဟုတ်ပဲနဲ့ရုရှားတို့ Belarus တို့ကလည်းသူတို့ကိုကူညီနေတယ်အားလုံးတကဘာကတိပိတာဖြစ်တယ်ပြီးတော့သူတို့မှာလန်နန်တွေဟာလည်းခုနပြောသလိုပေါ့နော်ဒါတွေကိုကျွန်တော်ကဘယ်လို counter လုပ်ရမလဲဆိုတာကတော့ဒီတိုင်းပဲပဲကျွန်တော်ကလက်ပိုက်ကြည့်နေပြီးမှပြောင်းလဲနေတဲ့အခြေအနေကိုဒီတိုင်းပဲသွားရတော့ဒီတိုင်းပဲသူတို့ကနော်အခုနဒေါ်လာရေးကချက်ချနေမှာပေါ့ဒါကြောင့်မလို့ကျွန်တော်အခု initiative လို့ပြောတဲ့အခါမှာ အ ਨੇ ဆိုပေါ့ကျွန်တော်တို့မှာဒီ resource ရရှိကအင်မတာမှအရေးကြီးတာလေအဲ့ဒီမှာအရေးကြီးဆိုကတော့အ ਨੇ ဆုပ်ကျွန်တော်တို့မှာ air defense ကလည်းဘယ်လိုရနိုင်ရမလဲဥပမာ air defense ကိုဒီ time နော်အလန်းနဲ့နဲ့မရနိုင်ရင်လည်း knowledge transfer ပေါ့နော် knowledge transfer ကိုလည်းဘယ်လိုရနိုင်လဲကြီးကိုကြီးရလိမ့်မယ်တချို့ကိုကြီးရလိမ့်မယ်စစ်ဆန်ရလိမ့်မယ်ဒါဟာလည်းပြပမှလည်းအရေးရှိနေတယ်လို့ပြတူမှာဥပမာအမေရိကန်မှာမြန်မာပြပွားတွေလေးသိလောက်ရှိတယ်လေးသိထက်မှလူငယ်တွေကတသိကျော်ရှိတယ်တသိကျော်ထက်မှ2000ကျော်ကတော့ပညာသားတွေရှိတယ်ရှိကိုရှိတယ် သူတို့ကဒီပညာတွေကိုကျွန်တော်ဘယ်လိုဒီပေးပြီးမှာပေါ့နော်ဟိုဒါဒီပညာကို knowledge transfer ပေါ့ကျွန်တော်ပြောနေတာက weapon transfer မဟုတ်ဘူးဒါဒီကနေကျွန်တော်ကတော့ multi pronged approach ပေါ့ကျွန်တော်တို့ကအဲ့လိုမသွားပဲနဲ့ဒီ resource ရရှိရမဖြစ်တော့ဘူးဒါကြောင့်မလို့အခုနောက်ကျွန်တော်အဖွဲ့ထားတဲ့ institution တို့ခုစလုံးဟာလဲကျွန်တော် resource ရရှိမှာပဲအကုန်လုံးကအခြေခံထားတယ်ဒီလိုမလုပ်ပဲနဲ့တော့ very source မှာသူ့ဟာနဲ့သူ automatic ောက်ကြီးရနေကြမှာမဟုတ်ဘူး တားပေါ့နော်ဒါကြောင့်မလို့ဆိုတော့အဲ့လိုတွားမယ်အမတစ်ဖက်ကပြောမယ်ဆိုတော့ခုနပြောတယ်လို့ပေါ့အလှခါလိုက်တိုက်လိုက်အလှမရှိတဲ့ခါမှနောက်ပြဆိုအဲ့ဒီအဲ့ဒါက strategy မကြတော့ဘူးမကြဘူးဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ဒီဖက်မှာဥပမာပေါ့စစ်တိုက်မဲ့သူကစစ်တိုက်ရမယ်တစ်ဖက်ကပြောမယ်တိုက်မဲ့လူကလည်းသူ့မှာလက်နဲ့ရှိနေရမယ်စစ်စာရှိနေရမယ်ပေါ့ဥပမာသူ့မှာ defense ရှိလို့ရှိနေရမယ်ဆိုတော့ the resource ရရှိကနာပါတယ်ပဲ resource ရရှိဖြစ်ဖို့ရအတွက်လည်းကျွန်တော်တို့ကတာပေါ့စုရှိလာဖို့ကအင်မတားမှာနေတော့ပို့စားလို့မျိုးပေါ့ဥပမာကျွန်တော်တို့မှာ chain of command ကတသောကျော်ရှိနေတော့ဘယ်နိုင်ငံမှာမှကျွန်တော်တို့အလုပ်လုပ်မှာမဟုတ်ဘူး ဒါပေမဲ့ joint chain of command တစ်ခုရှိတယ်တနေ့ကြရတော့နိုင်ငံတိုက်ကကျွန်တော်ကစကားပြောလာမယ်ဒါတရားမှတရားသိချတယ်ဒါလည်း resource ရရှိ winning strategy တစ်ခုပဲနံပါတ်2နံပါတ်3ကဟုတ်ပြီနံပါတ်3 resource ရရှိရေနံပါတ်2နေတို့လိုမျိုးဖွဲ့စီရေနံပါတ်3ရှိနေတိုက်ရေနော်အဲ့ဒါ winning strategy ပဲအခုနဒီမှာ resource လည်းရှိလာပြီအခုနတပ်ပေါင်းစုလည်းဖွဲ့လာပြီဆိုတော့ကျွန်တော်ထင်တာစစ်တိုက်စရာတော့အဲ့လိုမှမဟုတ်ဘူးအမေရိကန်မှာဆိုရင်လည်း diplomatic trap ခဏခဏပြောတာကြားပါလိမ့်မယ် peace through stress ဆိုတာပေါ့ ERC တော့ငင်းချင်ရတယ်အဲ့ဒါ ထိုနေ့တူမဲ့ကျွန်တော်မှာ resource ရှိပြီးတားပေါက်ဆွဲလက်ဖွဲ့ပြီးဆိုတော့ဟိုဘက်ကရတူကကျွန်တော်နဲ့စီဖို့ကနော်နေသွားပြီနော်ဆိုတော့ပြောချင်တာကအဲ့ဒီ strategy အဲ့ဒီ winning strategy ကိုရှိရမယ်နော်ဒါနံပါတ်1နံပါတ်3က resource ရရှိရေးနံပါတ်2ကတားပေါက်ဆွဲဖွဲ့စီရေးနံပါတ်3ကစစ်နေတိုက်ရေးအရင်ဆုံးနံပါတ်1ပဲဒီမှာနံပါတ်၄ကတော့ဟုတ်ပြီဖွဲ့စည်းပုံရေးဆွေးရွေးနေအခုနောက်လို့အရွက်ောက်ပွဲဖိမအောင်ပြီးရေးဒါတွေကပြောကိုပြောရမယ်ရှိကိုရှိရမှာလို့မှတ်မှာဒီမှာကျွန်တော်ကနောက်ဆုံးချိန်တော့မြန်မာနိုင်ငံကိုလည်းနိုင်ငံအသစ်တည်ဆောက်ရေးအဲ့ဒါလည်း United States of Myanmar USM ဖြစ်နေဥက္ကဆိုပါဆိုအုတ်ထုတ် USM အုတ်ထုတ်ကိုဝေါ်လိုက်ပြီးမှာဥမာအမေရိကန်မှာရှိတဲ့ကျွန်တော်မှမပြပွားတယ်ပေါ့လို့ပေါ့ USM အုတ်ထုတ်ကိုဝေါ်လိုက်ဝက်ဆယ်ဒီစီမှာဆွတ်တော်မားလဲတာကိုနားလည်လို့ရတယ်တမတားလည်းနားလည်လို့ရတယ်ဘတူလာဘိတ်ကောက်နားလည်လို့ရတယ်ဒါပေမဲ့တခြားဥစ္စာဆိုပါဆိုမြန်မာຫນွေဥတော်လှရေးလို့တွားပြောလိုက်ရေလောစတဒီစီကတာမာလူတွေအနေနဲ့ဆွတ်တော်မားလည်းတော့မှပါအတိတ်ပင်လဲပေါ့နားလည်မှာမဟုတ်ဆွတ်တော်ကျွန်တော် campaign message တွေဟာလဲ simple people လို့ရတယ် ဥမာ USM USM လို့ online သူချလေးချလို့ all white house ကတပူချလို့ရတယ်မဟုတ်ဘဲဒီဖက်က spirit revolution of myanmar လို့ပြောနေရင်လူကနားမလဲတော့ ဒါကြောင့်မလို့ကျွန်တော်လုံချင်တဲ့ဥစ္စာကိုလည်း B2D အနေနဲ့ဥမာ USM USM ဆိုတာကိုလည်းစကိုင်းကလည်း online မကွေးကလည်း online ဟိုမနော်ကျွန်တော်ဆိုပါဆိုတော့အညာလည်း online ပြီးမှလည်းပြည်လည်းပြီးနယ်လည်း online ဟိုနော်အပီအဝေးကရောက်တဲ့ဥစ္စာလည်းကျွန်တော်ရဲ့ဒီဂီတာအမှတ်က movement တစ်ခုလောက်က USM movement ဖြစ်လာတယ်ဆိုရင်အမေရိကဆိုရနေနေတော့လကောင်းဒီဖက်ကကျွန်တော် UK ဆိုရနေအော်ဒါဟာမြန်မာ B2D လို့ချင်တာကတကက်စီးလုံးငင်ကိုတော့ပြီးထောက်စုမြန်မာနိုင်ငံတော်ပါလားဆိုတာဟာလူတိုင်းနားလည်လာတယ် မဟုတ်ဘဲနဲ့တော့ကျွန်တော်တို့ကဥပမာ Federal Democracy လို့ပြောတာတော့ကောင်းတယ်ဒါပေမဲ့ Federal လို့ပြောမယ်ဆိုရင် Federal ကအမျိုးမျိုးရှိတယ် Austria Federal ပဲ US နဲ့ Federal ပဲဟိုတော့နိုင်ငံပဲကနေဒါနဲ့နိုင်ငံတကတစ်ခုနဲ့တစ်ခုမတူဘူးဒါပေမဲ့ Sicilian နဲ့ဒီဖက်မှာကျွန်တော်ဒီချင်းကချင်းကချင်းဘာမှအကုန်လုံးတွားရှိပြနိုင်မယ့်အစားကျွန်တော်အားလုံးစကလုံးတစ်ခုနဲ့ပေါ့ USM ကဖြစ်တယ် USM ကိုတိဆောက်ချင်တယ်ဆိုတဲ့ဥစ္စာနဲ့ကျွန်တော်တို့ကပြောနိုင်ဖို့ခါလဲတော်တော်လေးမှာအရာကိုရေးချင်မယ်လို့ထင်တယ်ဆိုတော့ပြောချင်တာက chain of command တစ်ခုရှိလာမယ်ဆိုရင် ကျွန်တို့ဟာအခုကတရုတ်ကကျွန်တော်ကိုစကားပြောနေတဲ့ပုံကိုကြည့်ပါအဖွဲအစီကြီးကိုတခါတည်းနဲ့တနေရာမှာတွေ့တာမဟုတ်ပဲနဲ့တဖွဲတစ်ခုစီတွေ့မှာဒီတစ်ခုစီလုံးလိုက်တယ်ဒါကနောက်ဆုံးကြရတော့ divide and rule ခွဲခြားဆက်စားအုပ်ချုပ်ရေးပဲတာကျွန်တော်ကိုလူစုခွဲမယ်ဖြုတ်ခွဲမယ်အုပ်ချုပ်မယ်သူတို့အောက်မှာဆိုတော့ဒါအဲ့လိုဒီ divide and rule strategy တွေပဲဖြစ်နေတယ်အဲ့လိုကျွန်တော်လူစုလူခွဲလို့မရအောင်ကိုကကျွန်တော်မှာတားပေါက်စုကလောက်နေတာဖြစ်တယ်တားပေါက်စုမှာဆိုရင်လည်းခုနပြောဆိုနေသွေးပူစားလိုမျိုးပေါ့နော်ကျွန်တော်က ဲ့လိုမဟုတ်ရတော့အခုနလိုပေါ့တဖက်ကကျွန်တော်မှာအရာချင်းနိုင်ငံတွေရှိတယ်တရုတ်ရှိတယ်အိန္ဒိယရှိတယ်ဟိုမှာတဖက်အမေရိကန်လည်းရှိတယ်ဒီအားချင်းနိုင်ငံတွေအကြမှာပထွေနိုင်ငံကြီးအားတယ်မြို့ကအရာကိုကြည့်မှာလေเนาะကျွန်တော်နားမှာထိုင်ဝမ်ကိစ္စလည်းရှိတယ်ကျွန်တော်နားမှာအခုနလိုပေါ့เนาะဒီဒီအိုပစိဖိတ်ကိစ္စလည်းရှိတယ်ကျွန်တော်နားမှာဒီ issue တွေကဟိုမှာ red alert လည်းအခုဆိုပြီးတော့ကဘာကစာလောင်နေတဲ့အရာဝတ္ထုတစ်ခုဖြစ်လာတယ်ဒါဆိုရင်တော့ဒါဒီအားလို့ကြာမှာကျွန်တော်ဟာတနိုင်ငံအနေနဲ့ရှိနိုင်ဖို့ကတော့ကျွန်တော်မှမရှိလို့ရတော့နိုင်ငံမရှိတော့ဒါတော့မရှိကျွန်တော်မှတန်းပေါက်စုမဖြစ်နိုင်ရတော့ ကျွန်တို့မှာနိုင်ငံကိုရှိမှာမဟုတ်တော့เนาะတချို့တစ်စိတ်ဘက်ကတရုတ်ကယူသွားမယ်တချို့ဒေတာကအိန္ဒိယဘက်ကလည်းတချို့ကဖက်ယူလာအိန္ဒိယပြန်ယူနိုင်တယ်ဒီဘက်ကလည်းဟိုမှာယူကရိန်းတနေရာတချို့ဒေတာကိုရုရှားက annex လုပ်တယ်လို့ပေါ့ဟိုဘက်ကတရုတ်လည်း annex လုပ်မလုပ်ဘူးလို့ဘယ်သူကပြောနိုင်တယ်တရုတ်လုပ်လာတယ်ဆိုဒီဘက်ကအိန္ဒိယကလည်းသူ့မဟာဗျူဟာမြောက်အရာ Bay of Bengal နဲ့ကိုကိုချိုနဲ့ဒီဘက်ကမလကာ stream မှာသူတို့ကအဲ့ဒါမြန်မာနိုင်ငံကတရုတ်အတွဲဆိုပြီးတော့အိန္ဒိယဒီမိုကရေစီကိတ်ဝေးဖြစ်နေတယ်ဒါဆိုရင်တော့ဒါတွေအားလုံးဟာကျွန်တော်တို့ဟာမရှိလို့ပဲနဲ့ပဲနှစ်ရက်သွားအောင်မလား ကျွန်တော်မှာတားပေါက်စုမရှိပဲနဲ့ပဲเนาะဒီလို international standard နဲ့ cooperative treaty မရှိပဲနဲ့ကျွန်တော်ဘယ်ဘယ်လာသွားအောင်မလဲဆိုတော့အဲ့လိုသွားတာကြာလေလေဒေါ်လာကြီးဟာလည်းကြာလေလေဖြစ်သွားမှာပေါ့เนาะဆိုတော့အဲ့လိုကျွန်တော်မဖြစ်ရလိမ့်အောင်အခုက winning strategy ပြောတဲ့ resource ရရှိရေးတားပေါက်စုဖွဲ့စည်းရေးစီအနိုင်တိုင်းရေးဖွဲ့စည်းဖို့အတည်ရေးဆွေးရေးနဲ့ recall ဖို့ပြင်မြောက်ရေး United State of Myanmar ဖွဲ့စည်းရေးเนาะဒီဆောက်ရေးအဲ့ဒီ၅ချက်ပေါ်မှာအခုလောက အဲ့ဒီ road map ကိုတေးချာချာလာပေးကထိုင်တဲ့လူရောလက်ဖက်ဆိုင်မှာထိုင်တဲ့လူရောခုန cycle မောင်းတဲ့လူရောနိုင်ငံတကာမှာနေတဲ့လူရောဘသူမဆိုပေါ့အဲ့ဒီအချက်ငါးချက်ပေါ်မှာ are you site မှာကျွန်တော်သွားနိုင်တယ်ဆိုပြီးတော့ကျွန်တော်ကတော့ထင်တယ်အဲ့ဒါကပဲကျွန်တော်က winning strategy ဖြစ်မယ်လို့ထင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုတော့ကျွန်တော်မှာเนาะမရှိလို့ပြီးတော့မြန်မာနိုင်ငံတနိုင်ငံလို့ရအနာကတ်ကွာမရှိတော့တာဒါကြောင့်မလို့အဲ့လိုဖြစ်ဖို့အတွက်ကတော့ခုန winning strategy ကိုတော့ဘီပမှာရောဘီတွေ့မှာအကုန်လုံးမှာကျွန်တော်က တွေးနိုင်တာပေါ့ကတော့လိုအပ်တယ်ဒီဖက်ကလည်းဖိတ်ဆိုင်မှာထားတဲ့လူပဲဖြစ်ဖြစ်စိုက်ဖွေးတဲ့လူပဲဖြစ်ဖြစ်နိုင်ငံချမှာရှိတဲ့လူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်အဲ့ဒီငါချက်ပါပါဝင်နိုင်တဲ့နေရာမှာအကုန်လုံးပါဝင်လိုက်တော့ကျွန်တော်ဟာအဲ့ဒါတော့ဖြစ်လာကိုဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော် NUG မှာလည်းဟိုကတ်တာတော့များတာပေါ့နော်ပြောချင်တာတော့အခုကတော့ကျွန်တော်ကလွတ်လာသွားပြီဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်အခု initiative တွေဟာလည်းလွတ်လာလာလာနဲ့ကျွန်တော်လုံနိုင်ခွေဟာလည်းကျွန်တော်မှာဟိုအဖွဲ့အစည်းတစ်ခုရဲ့မူဒီလက်ရှိတလို့အဖွဲ့အစည်းတစ်ခုရဲ့ဘာလို့အကုန်လုံးရှိတာပေါ့နော်ခုတော့ကျွန်တော်ကအဲ့ဒီ မူတွေပေါတွေထက်မှာကိုကလည်းစိတ်နေဖို့ကအခုနောက်အလုပ်ကမဖြစ်တော့တဲ့အရာတွေလည်းအများကြီးရှိတာပေါ့နော်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုတော့ဒါတွေကတော့ကျွန်တော်အများကြီးတော့ကျွန်တော်အတားတားလည်းတစ်ဖက်က NUG တခုနေနေတာလို့လို့မရတဲ့ပိုက်လည်းအများကြီးပါတယ်ဥပမာဆိုပါဆိုနေမေထေချွေးနေမေထေချွေးနဲ့ပတ်သက်မယ်ဆိုရင်လည်းကျွန်တော် defecto legitimacy ပေါ့ဒါအ EROD မှာရှိတယ်တော်တော်များများမှာပေါ့နော်အခုနောက်လွတ်မြောက်နေမေလို့ပြောမယ်ဆိုရင် EROD ရဲ့နေမေတွေဖြစ်တယ်ပေါ့နော်အခုနောက်မေရှာတာတူနဲ့ပတ်သက်လာတယ်ဆိုရင်လည်း EROD နေမေတွေရှိတယ်ဆိုတော့ကျွန်တော်က ဒါတွေကိုအမေရိကကိုဗမာပြည်ကမြန်မာပြည်ကပါပေးနိုင်တယ်လဲကျွန်တော်တို့ဥပမာစာတပ်ပြုစုထားတယ်အဲ့ဒီစာတပ်ဟာလည်းကျွန်တော်တို့အခုလွတ်လာတဲ့အဖွဲ့အစည်းတည်ထောင်ပြီးမှပဲဒီလွတ်လာတဲ့အဖွဲ့အစည်းရဲ့နာမည်နဲ့မှတ်ပုံတင်နေပဲအဲ့ဒီစာရွက်စာတပ်တွေကိုပြုစုလို့ရလာတာပေါ့နော်ဒါဟာလည်းကျွန်တော်တို့အကသာမရှိတော့ဘူးပေါ့နော်ခုကတော့ဟိုကျွန်တော်တို့လွတ်လာသွားတယ်ဒါဒါ brief paper ဟာလည်းကျွန်တော်အချက်ငါချက်ကိုကျွန်တော်မူတည်ထားတာမြန်မာနိုင်ငံကဒီအမေရိကအတွက်ဘာကြောင့်အရေးကြီးတယ်လဲဆိုတာပေါ့ ာလို့ဆိုတော့ကျွန်တော်အဲ့လိုမဟုတ်ပဲနဲ့ကောင်းစီကိုကအဲ့ဒါမိခုတ်ကိုကျွန်တော်တို့ကောင်းစီနဲ့တာသနာဖြစ်တယ်။အဲ့ဒါကိုလည်းဒီမှာရှိတဲ့ကျွန်တော်လူကြီးတွေတွေးတဲ့ခါတိုင်းမှာကျွန်တော်အဲ့ဒီ brief paper ကိုပိတ်တယ်။အဲ့ဒီမှာလည်းကျွန်တော်တရုတ်ရဲ့အာဝီရောက်နေမှုပုံတွေကိုကျွန်တော်ပြပစ်ရတယ်။နော်ပထွေးနိုင်ငံကြီးပဲ။ဒါမှပြောလို့ကျွန်တော်မပြောသူတို့တိပိတာဖြစ်တယ်။ဆိုတော့တချို့နေရာမှာတော့ဟိုမြန်မာနိုင်ငံအချောက်ကိုတီးတဲ့လူတွေကတော်တော်နဲ့ရတာကိုလည်းကျွန်တော်တွေးရတယ်။မြန်မာနိုင်ငံအချောက်ကိုလည်းပြတီးပေးနေရတဲ့အနေထားကိုလည်းအများကြီးကျွန်တော်ဂျုခေ့ရတာပေါ့နော်။ အဲ့တော့ဒါလည်းသူတို့ကအမေရိကန်နိုင်ငံမှာရှိတဲ့လွှတ်တော်အမတွေတိုက်ကမြန်မာနိုင်ငံကအကျုပ်ကိုတီးရမယ်ဆိုတာလည်းမရှိဘူးပေါ့နော်။ဒါကျွန်တော်မပြောရဘူးသူကသူတို့ကိုတီးခိုင်းမယ်လေပေါ့။ဆိုတော့ကျွန်တော်တွားပြောတဲ့အခါမှာအခုနပြောသလိုမြန်မာနိုင်ငံမှာခက်ခဲပါတယ်မိအောင်လိုက်တို့လားလူသားတဲ့ပိုင်းဒါဒီအလုပ်ကသူတို့ရဲ့ CIA တွေသူတို့ရဲ့ထောက်လိုက်တွေကကျွန်တော်တို့ထက်ကိုပုံတည်တယ်။သူတို့မှကျွန်တော်တို့ထက်ကိုပုံပုံနာလိုက်တယ်။ဒါပေမဲ့သူတို့ကြားချင်တာကတော့ကျွန်တော်မှနော်မြန်မာပြည်ကအမေရိကအတွက်ဒီလောက်အရေးကြီးတယ်ဆိုတာကိုပြောနိုင်တဲ့ကောင်းဆောင်တွေလည်းရှိပါတယ်သူတို့နားလည်ချင်တယ်သိချင်တယ် တို့အချက်ကိုပြောတယ်ဥမာပေါ့အမေရိကကလက်စစ်လက်စစ်ကလို့တယ် electric ပေါ့နော် Elon Musk ကဘာဖြစ်လို့တရုတ်ပြည်မှာ battery အုပ်ကိုတွားလုပ်တယ်ကုမ္ပဏီလာထောင်းတယ် Tesla ပေါ့အဓိကကတော့ major startup ကြောင့်ဖြစ်တယ်ကွကျွန်တော်နားလည်သွားပြီအဲ့ဒါကတော့လူတိုက်နားလည်လို့ရတယ်ဆိုတော့ကျွန်တော်ကပြောနေတဲ့အခါမှာဒါဆိုတော့မြန်မာနိုင်ငံသူအခုကအမေရိကရဲ့လက်နေကြီးတွေကိုလို့ကိုကြည့်မယ်ဆိုတော့ major startup မပါတဲ့လက်နေကြီးတွေဆိုတာမရှိတော့ဘူးဒီခေတ်မှာဒါဆိုတော့ major startup ကနေပြီးမှလက်နေကိုဖတ်တည်ရတယ် major startup ကနေပြီးမှဆိုတော့ပါလဲ electric ကိုဖတ်တည်ရတယ်ဆိုတော့ဒါဆိုရင် ဒါကအမေရိကအတွက်တကက်ကိုကအရေးကြီးတဲ့ natural source ဖြစ်လာတဲ့အခါမှာအခုလောလောဆယ်ကတရုတ်ကိုပြသွားနေတယ်။အိန္ဒိယဖက်ကရောသို့မဟုတ်အိန္ဒိယတမုတ်တရားဖက်ကရောနော် diversification supply chain ဖြစ်နေပူလား။ကဲဒါအချက်တည်းအချက်နှစ်နဲ့ခုနကျွန်တော် ပြောတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တွင်ပြစ်ခတ်မှုများပြန်လည်ဖြစ်ပွား ထိုင်းနှင့်ကမ္ဘောဒီးယားတပ်ဖွဲ့များကြားယနေ့ဒီဇင်ဘာလ၈ရက်နေ့နက်ပိုင်းကနှစ်နိုင်ငံနယ်စပ်အနီးတွင်ပစ်ခတ်မှုများအပြန်အလှန်ဖြစ်ပွားခဲ့သည့်စီစာကက်ခရိုင်ဟွိုင်းတာမလယားဒေသရှိထိုင်းစစ်သားများကိုကမ္ဘောဒီးယားတပ်များကစတင်ပစ်ခတ်ခဲ့ရာထိုင်းစစ်တပ်ကနိုင်ငံတကာစစ်စည်းမျဉ်းများနှင့်အညီပြန်လည်တုံ့ပြန်ခဲ့ပြီးအဆိုပါဒေသတွင်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းထိုင်းဒုတိယစစ်တိုင်းနယ်မြေမှထုတ်ပြန်ခဲ့သည် ထိုင်းနိုင်ငံ၏အချုပ်အခြာအာဏာကိုမြစ်တီရန်စကြွကြုံမှုမျိုးကိုမဆိုခုခံကာကွယ်ရန်ခိုင်မာစွာယက်တီသွားမည်ဖြစ်ကြောင်းထိုင်းစစ်တပ်ကတုံ့ပြန်ထားပြီးကမ္ဘောဒီးယားတပ်ဖွဲ့များကနှစ်နိုင်ငံနယ်စပ်တလျှောက်တွင်ဒီဇင်ဘာ9ရက်နေ့နဲ့9နာရီဝန်းကျင်ကထိုင်းနယ်မြေစခန်းများစွာကိုခြေမုံရေးရိုင်ဖက်များဆက်တနက်များ ဒရုန်းများနဲ့မော်တာများကိုအသုံးပြုခဲ့ရာထိုင်းတပ်ဖွဲ့များကမိမိကိုယ်ကိုခုခံကာကွယ်ခြင်းနဲ့တင့်လျော်သောအရေးယူဆောင်ရွက်မှုအဖြစ်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းထိုင်းစစ်တပ်ကထုတ်ပြန်သည့်ယနေ့ဒီဇင်ဘာ၈ရက်နေ့နက်အစောပိုင်း၌ဥပွန်ရတ်ဌာနီခရိုင်နန်ယွန်ခရိုင်ရှိ၆အမ်မာဒေသတွင်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းပြောကြားခဲ့သည်နန်ယွန်ခရိုင်ရှိ၆ပေါက်ဒေသတွင်နက်နက်9နာရီခန့်၌ထိုင်းစစ်သားများသည့် ဖြစ်ကူလက်နက်များဖြင့်တိုက်ခိုက်ခံခဲ့ရသည့်အဆိုပါဖြစ်စဉ်ကြောင့်ထိုင်းစစ်သားတဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့သည့်ယခုအခါထိုင်းဘက်မှနေရာများစွာရှိစစ်ရေးပြစ်မှတ်များကို လေယာဉ်များအုံပြု၍ချောင်းအံမှပရာဆက်ခါနာနှင့်ပရဝီဟာရဒေသများကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်းသိရသည်။အဆိုပါပြစ်မှတ်များစုသည်ထိုင်းနိုင်ငံပိုင်နယ်မြေအတွင်းသို့ပြစ်ခတ်တိုက်ခိုက်မှုများအားညွှန်ကြားပေးပို့ရန်အုံပြုသည့်ကုကရေးစခန်းများနှင့်ပြစ်ကူနေရာများဖြစ်သည်ဟုထိုင်းစစ်တပ်ကယူဆထားသည်။ ဘာတူကောင်းဆောင်နေမဲ့တွေ့တွေ့အလောက်ကဖြစ်မှာမဟုတ်ဘူး။ဒါကြောင့်မလို့အခုကချစ်ကပ်ပူကိုတက်ကလည်းကျွန်တော်ကအဲ့လိုသွားနေတယ်ပေါ့နော်။ဆိုတော့အဲ့လိုသွားမှပဲဒါလည်းထိရောက်မှာဖြစ်ပါတယ်။ဆိုတော့ဟိုတို့ကဒါမတိထားဘူးလား။တိထားပါတော်တော်လည်းပဲ။ကျွန်တော်ကအကသားတွေလည်းကျွန်တော်ဟာခုနဘာဒီမူဒီတော့တချို့မူရဆိုတော့ကျွန်တော်ကအကောက်တဲ့ထိရောက်တဲ့မူဒီမဟုတ်ဘူးတော့ကျွန်တော်ကနားလည်ထားပါတယ်ပေါ့နော်။အခု energy ပြုတ်ပြောင်းလဲရင်မှလည်းကျွန်တော်တို့ဆူတော့တောက်ပါတယ်။အဲ not ဒီပြုတ်ပြောင်းလဲရင်မှလည်းလောက်တဲ့အခါမှာထိရောက်တော့ပြုတ်ပြောင်းလဲဖြစ်ဖို့ဖိုလီမီတာတဲ့ပြုတ်ပြောင်းလဲဖြစ်ဖို့ အခုနောက်လို့ပေါ့နော်ပြည်သူလူထုကိုလည်းတာဝန်ခံမှုတာဝန်ယူမှုရှိတဲ့ပြည်ပြောက်လေးဖြစ်ဖို့ဒီမှာအခုနောက်လို့ပေါ့နော်ကျွန်တော်အနေနဲ့ထီအောင်အောင်လုပ်မယ်ဆိုပြီးတော့ခုနောက်လို့ကျွန်တော်ရဲ့ဒီလူကိုလည်းလူမှနေရမှာဖြစ်များဖြစ်တယ်လို့တစ်ဖက်ကပြောမယ်ဆိုရင်လည်းမူမှလည်းဖြစ်ဖို့လိုတယ်ပေါ့နော်မူရာလည်းဒီအချိန်နဲ့တပင့်ကြီးပြောင်းလဲနေတဲ့ပထဝီနိုင်ငံရေးပဲဖြစ်ဖြစ်အချိန်နဲ့တပင့်ကြီးပြောင်းလဲနေတဲ့ဒီတော့ဟာရေးဟာဟာချင်းကြီးပေါ့ပြောမယ်ဆိုရင်လူနေလူမှနေရာမှာပြည်ပြောင်းလဲရင်မူမှလည်းနေရာမှာပြည်ပြောင်းလဲရင်အခြေနဲ့တပြည့်ငင်အဲ့လိုမျိုးလုံနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ဟာ နော်ဒီဒေါ်လာကြီးကဆက်သွားနိုင်ဖို့ကတော့ခက်ခဲတယ်တစ်ဖက်ကပြောပြဆိုရတော့ energy တစ်ခုနဲ့ဒီဒေါ်လာကြီးကအောင်မြင်နိုင်မယ့်ဥစ္စာလည်းမဟုတ်တလို့ ERO အဖွဲ့တစ်ခုနဲ့မဟုတ်တလို့ဒါကြောင့်မလို့ကျွန်တော်က resource ရရှိအဲ့ဒါကို resource ကိုကိုလိုအတူတူနိုင်ဖို့အခုနော်ဒီအဲတာပေါ့စုဖွဲ့စည်းရေးတာပေါ့စုနဲ့ပဲဒေါ်လာကြီးကစိနေတိုက်လို့ရမှာတာပေါ့စုမဟုတ်ဘူးချိကတော့စိနေတိုက်ရမှာမဟုတ်ဘူးဆိုတော့တာပေါ့စုမဖြစ်တဲ့ resource ကရမှာမဟုတ်ဘူးအဲ့ဒါပေါ့နော်ဒီတုတ်ခုကတစ်ခါပုံစံလို့တွားနေတယ် ဆိုတော့အဲ့ဒီ trick ကပုံစံလို့ကခြေအတော့တစ်ခုကပြတ်သွားတယ်ဆိုဒီဖက်ကမရတော့ဘူးပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်တို့ဒေါ်လိုက်အဆူအန်တာနာလည်းဖတ်လို့တယ်စီနိုင်တိုင်းရေးနဲ့နော်တာပေါ့စုဖွဲ့စည်းရေးနဲ့အခုနောက်ဒီဆုတ်စရာစီက trick trick ကပုံစံလို့ဖြစ်တယ်နောက်တစ်ခုပြုတ်သွားရင်တော့တစ်ခုကလုံးဝမရတော့ဘူးဒါကြောင့်မလို့အဲ့ဒါကတော့အားလုံးကတော့အတူချွတ်လာတယ်အဲ့ဒီတုတ်ခုကသာ trick ကပုံစံလို့တွားနိုင်တဲ့ရွေးကတော့ဒီဖက်ကရွေးရွေးကောက်ဖွဲ့ဖွဲ့စည်းဖို့တည်ရေးဆွေးရေးနဲ့အဲယူကော့ပွဲပြဒါရီရတော့လွယ်လွယ်လွယ်သွားပြီပြီးမှဒီဖက်ကခုန United State of Myanmar တိဆောက်ရေးတို့ကတော့ဒါကတော့တိဆောက်ရေးကာလဖြစ်သွားပြီပေါ့နော်အခုနော် ဆိုတော့ဒီဒေါ်လာရေးကာလကအရေးကြီးတယ်လို့အခုနကျွန်တော် institute ဖွဲ့ထားလို့စာတင်ရလဲဒေါ်လာရေးကာလတစ်ခုချက်ကိုမဟုတ်ပဲနဲ့ဒီဆောင်ရွက်ကာလအကူကိုလည်းကျွန်တော်ရေးစီကိုကြီးမှဖွဲ့စည်းထားတဲ့ institute ကိုဖွဲ့ထားတာဖြစ်တယ်ဘာလို့ဆိုတော့ဒေါ်လာရေးကာလမှာလိုအပ်တလောက်ကိုလည်း resource ဟာဒီဆောင်ရွက်ကာလမှာလိုအပ်လာမှာဖြစ်တယ်ဒါကြောင့်မလို့ဒီ institute အခုနကျွန်တော်ပြောထားတဲ့အဲ့လို Israel နဲ့ခိုတို့ကလည်းအခုနကျွန်တော်ပြောတဲ့ institute တွေရှိတယ်ဒီနေ့အထိလည်းရှိတယ်လွယ်ကတ်နေနဲ့လိမ့်စင်မှာလည်းရှိတယ်ဒီနေ့အထိလည်းရှိတယ်နော်ခွန်တို့ဒီ Ukraine လည်းရှိတယ်ဒီနေ့အထိလည်းရှိတယ် မနေ့ထက်ဆက်ရှိမှာပဲဒါကြောင့်မို့ဒီ institute city ဒီနေ့ကျွန်တော်ဖွင့်ထားတာဒီဒီတော်လှန်ရေးကာလပဲမဟုတ်ပဲနဲ့ဒီဆောက်ရေးကာလမှာလည်းဒီဥစ္စာတွေကလုံးဝကွာမရှိမဖြစ်လို့အနေနဲ့အရာတွေဖြစ်နေတယ်ဒါကြောင့်မို့ဒါကိုလည်းပြည်သူတွေကဒါမဟာပြူဟာကို lockdown strategy ကိုစစ်ဆေးပြီးမှအကြောင်းတို့ဒီမဟာပြူဟာကြာကြာနဲ့ဒါကိုလည်းကျွန်တော်တော်လှန်ရေးအတွက်လိုအပ်တယ်လို့နော်တော်လှန်ရေးအလုံးဖြစ်မဲ့ဒီဆောက်ရေးကာလအတွက်လည်းကြီးပြီးမှဒါကို strategically နဲ့ဟိုကျွန်တော် institute ကိုဆောင်ထားတာဖြစ်တယ်ဆိုတာကိုလည်းတည်ပြချင်ပါတယ်အာဒေါ်လာပြည်သူတွေအားလို့လည်းကျွန်တော် ကျွန်တော်အပေါ်မှာ UG စိတ်ချတက်ပေးတဲ့အတွက်ကျွန်တော်အပေါ်မှာဒီဒေါ်လာရေးမှာပေါ့နော်တောင်းဝန်ကိုပေးတဲ့အတွက်ကြောင့်လည်းကျွန်တော်လူထုအလုပ်ကိုလေးပြူတယ်ပေါ့နော်လူထုအလုပ်ကိုကျွန်တော်ခြေတင်တယ်ဆိုတော့နောက်ပါတဲ့ဒီဒေါ်လာရေးကိုကျွန်တော်ဒီခါစားချက်နဲ့လောက်တာမဟုတ်ဘူး UG ချင်းနဲ့ကျွန်တော်လောက်လောက်တာဖြစ်တယ်ဥပမာကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့ AD ပျက်စီးသွားကျွန်တော်ရဲ့ခါနာကိုအဲ့တော့တစ်စိတ်တစ်ပိုက်ပျက်စီးသွားကျွန်တော် UG ချင်းပျက်စီးမှာမဟုတ်ဘူးဆိုတော့ဒီဒေါ်လာရေးကိုကျွန်တော်ကမြန်မာနိုင်ငံရဲ့ အနာကတ်ကိုကျွန်တော်ယူကြည့်ပြီးမှဒီတော့ဟာအေးကိုကျွန်တော်မှဒီအရှိအနာရှိမရှိတော့တဲ့အနာကတ်ကိုတွားမယ်နော်မြန်မာနိုင်ငံကို Federal Democracy နိုင်ငံဖြစ်နေပြထောက်ရမယ်မြန်မာနိုင်ငံကိုကျွန်တော်အလုံးအတွက်ပါချလို့ပေါ့ကျွန်တော်ပြောချင်တယ်မြန်မာနိုင်ငံကဒီပါချလို့ဖြစ်နေနော်တကက်ပါချတခုမှပါတပွေပဲဖုလို့မရဘူးပါချမှာပါအမျိုးမျိုးတော့ရောက်ဆိုးအမျိုးမျိုးတောင်စလားပါလဲရှိတဲ့တိခွာပါလဲရှိနှစ်စီပါအကုန်လုံးဖွင့်နေမြန်မာနိုင်ငံပါချအကြီးကြီးကကျွန်တော်အဲ့ဒါကိုစောင့်နေတယ်အဲ့ဒါကိုပြည်သူတွေကိုမျှစေချင်တယ်အဲ့ဒါတော့ခုနကကျွန်တော်ပြောတဲ့ United State of Myanmar ပေါ့နော် USM နော်ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီ USM ကိုကျွန်တော်တွားနိုင်ဖို့အတွက် B2 တွေဟာလည်းကိုယ် A မှာ ကိုယ်မြေဖုံချောင်းမှာလာမှာစာရပြပြမှာထဲလို့မရရတော့မှအဲ့ဒါကိုယူကြည့်တော့ A မှာ USM 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 ကိုပြောလိုက်ပါလူတွေမကြိုက်လေခင်ဗျတောင်ထက်ပြောလိုက်ကိုယူကြည့်တာကိုပြောဖို့တတ်သိစီဖို့လိုပါလားကိုယူကြည့်တာကိုကျွန်တော်တို့ကတွားနိုင်ဖို့လည်းအရေးကြီးပါလားဆိုတော့အဲ့ဒီယူကြည့်ချက်ကိုတော့ B2 လူ2တူချီစီတိုင်းမှာမြန်မာနိုင်ငံကနေတနေ့ကြိုက်တော့ခင်ဗျပြကလာတယ်ဆိုတဲ့နေရာမှာ ဥမာဟိုကျွန်တော်ပါလဲကျွန်တော်တို့ဒီကလာတယ်ဒီကမဟုတ်တော့ပြန် USM ကလာတယ်ဆိုပြီးပြီနော်ကျွန်တော်အားလုံးဒီ USM နိုင်ငံသူနိုင်ငံသားတွေကိုလို့ဖြစ်သွားမယ်အဲ့ဒါကိုကျွန်တော်အေးဆုံးပြည်သူလူထုရဲ့နော်ရိုးချစ်ချက်ကိုခိုက်ခိုက်မှမှထားပါယုံကြည်ချစ်ဆိုတာကခါဆက်ချစ်ခါဆက်ချစ်ဆိုတာဒီနေ့စီးဆိုးတယ်ဒီနေ့ဒေါတာထွက်တယ်ဒီနေ့စိတ်ဓာတ်ကျတယ်ဒါကတော့မနေ့ဖြပြောက်သွားတယ်နော်ဒါဒီနေ့ပြပါနဲ့ဒါကဒီနေ့ဒေါတာထွက်တယ်ဒါကမနေ့ဖြပြောက်ဒါခါဆက်ချက်ပေါ့ခါဆက်ချက်တော့ဒီနေ့နဲ့မနေ့ဖြတူမှာမဟုတ်ဘူးဒါပေမဲ့ယုံကြည်ချစ်ဆိုတာကတော့မနေ့ညလည်း ရှိတယ်ဒီနေ့လည်းမနေ့ပြမပြောင်းနိုင်ဘူးเนาะအဲ့ဒီယုံကြည်ချက်တခုကိုတော့အာလို့ကျွန်တော်နဲ့အတူကျွန်တော်ကိုချင်းရင်မြန်မာ P2 အာလို့အဲ့ဒီ USM ကရှိကိုရှိလာမယ်ဆိုတာကိုယုံကြည်စေချင်တယ်เนาะအဲ့နောက်ပါတဲ့နောက်ပါနေ့နေ့ကတော့ NUG မှာကျွန်တော်တောင်ကိုပြီးသွားတာပဲဖြစ်တယ်ဒေါ်လာရေးမှာထွက်တာတော့မဟုတ်ဘူးဒီဒေါ်လာကိုအောင်မီဖို့အခုက Winning Strategy ပေါ့ USM 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 အဲ့ဒါကိုသွားလိုက်ဖို့အတွက်ပေါ့နော် P2 တူချစ်စီတဲ့ကျွန်တော်နဲ့အတူတနေ့ကိုတုတ်ကြိမ်ဩပါလဲတုတ်6ထောက်တာမဟုတ်ရဲခုဆိုလဲ6လို့ပေါ့ လဲငါ6ကိုအဲ့လိုထောက်ပြီးမှဖောင်းတယ်ငါ6တောင်မှ boxy နဲ့ပေါ့အဲ့လိုထုတ်ရတော့မှာအဲ့ဒါတော့နံပါတ်3ဆိုရတော့နောက်ခုနလို resource ရရှိရေးနံပါတ်2တာပေါ့ဆွေဖွစီရေးနံပါတ်3စနိုက်တိုင်းရေးနံပါတ်4เนาะဖွစီပိုတီဆွေရေးနဲ့ရုပ်ကောက်ဖွဖျောက်ရေးနံပါတ်5เนาะကျတို့ USM နိုင်ငံတော်စစ်တီဆောင်ရေး USF ဆိုပေမဲ့လက်ငါ6ကိုဒီလိုเนาะ boxy နဲ့ tournament အဲ့လိုပေါ့เนาะအဲ့လိုအဲ့ဒါကိုယုံကြည်စေချင်တယ်အလုတ်တစ်ခုတိုင်းမှာမယုံကြည်ဘဲနဲ့ဘာတစ်ခုမှလုပ်လို့မရဘူး မနဲ့ဖြာကိုတော့ဒီနဲ့ယုံကြည်မှမနဲ့ဖြာကိုတော့ရောက်မှာဖြစ်တယ်ဒီနဲ့ယုံကြည်တယ်တဲ့မနဲ့ဖြာဖြစ်လာမှာနော်ဒီနဲ့ယုံကြည်တာမရှိဘူးမနဲ့ဖြာဖြစ်လာဖို့တခုမှအကြောင်းမရှိဘူးအဲ့ဒါလာပါနေပေါ့ပြီးတော့နပါတ်၃နေနဲ့ကတော့ကိုလုံနိုင်တာကိုအမဲသားတခုတော့ဒီနေ့ကိုလုံနေပါကိုလုံကျွန်တော်ဖက်ကားတယ်ကျွန်တော်လုံနိုင်တာကိုရှုညာဆုစစ်တဖြတ်ဆိုတော့လုံနေတယ်နေ့တိုင်းလုံနေတယ်ဒီနေ့လည်းကျွန်တော်အစွေးခုနှစ်ခုလောက်ရှိတယ်အဲ့ဒါကျွန်တော်လုံနိုင်တယ်အလုပ်လောလောဆယ်ပေါ့နော် နော်အဲ့အဲ့အဲ့မှာကျွန်တော်ခုနပြောကျွန်တော်ကဒီမင်းမနေ့အရာထားတိုင်းမှာကျွန်တော်တို့ရေမချက်ပတ်တဲ့ကိုမရအောင်ကျွန်တော်တယောက်တစ်ခုပဲ USM USM လို့ order ကောင်းတယ်ရကောင်းတယ်ကျွန်တော်ခေါ်အပြရရတယ်ဥပမာကျွန်တော်တို့ကမြို့တစ်မြို့ပြည်တစ်မြို့ကိုတွားမယ်လာမယ်လာနေမှာဆိုပြီးတော့လူတစ်ထောင်လောက်ကိုကျွန်တော်တို့တူစုမယ်အဲ့မှာအကောလို့အမေရိကပြည်ထောင်စုမှာဆိုရင် USA USA ဆိုတယ်လို့ဒီမှာဒေါ်လာတစ်ချစ်ဆိုပြီးမှ USM USM လို့ကြပါမယ်ဒါလည်းအရာရည်ကြီးတယ်ဆိုတော့ပြောချင်တာကဒီကျွန်တော်တို့လိုချင်တဲ့ပတ်တိုင်ကိုရောက်ဖို့မြန်မာနိုင်ငံကနေပါချအကြီးကြီး ဖြစ်တယ်အဲ့မှာတာယီတာဟာလဲတော့စကားဘာတာအဖြစ်မတူ껙အများဒါဟာလဲတာချာမှာပမ်မျိုးဆိုဖွင့်နိုင်တဲ့မြန်မာနိုင်ငံကြီးကပေါ်လာမှာဖြစ်တယ်အဲ့နိုင်ငံကိုသွားနိုင်ဖို့အခုမြန်မာနိုင်ငံရဲ့အနာဂတ်ကိုလဲတစ်ချက်ကတော့ဆက်ဆစ်ချင်တယ်ကဘာမှာအကောက်ဆုံးနိုင်ငံဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ဘာဖြစ်လို့လဲဆိုရင်မြန်မာနိုင်ငံဒီပထဝီနိုင်ငံပထဝီအနေထားကိုကြည့်ပါညာဖက်မှာဆိုရင်တရုတ်ဘက်ဖက်မှာအိန္ဒိယလူဦးရေအဖြစ်ကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံအိန္ဒိယရှိကကဘာလူဦးရေတဝက်နေပါစီတယ် ဆိုတော့တရုတ်ကလည်း super power ဖြစ်လာမယ်အနေထားအိန္ဒိယလည်း super power ဖြစ်လာမယ်အနေထားအကြမ်းမှာမြန်မာနိုင်ငံလောက်ကเนาะပထွေနိုင်ငံရေးရှိပွားရေးအရာဖြစ်နိုင်ခြေနဲ့ရှိနိုင်ခြေရှိတဲ့နိုင်ငံကပါမှာရှိပြောပါကျွန်တော်ပြောမရှိဘူးမရှိကိုမရှိတာเนาะမြန်မာနိုင်ငံတစ်ဖက်ကပြောမယ်ဆိုရင်လည်းမဆိုင်ပြိုသေးတော့စီးပွားမစီးပွားမဖြစ်သေးတော့ကပါမှာအသစ်ဆက်ဆက်နိုင်ငံဖြစ်လာမယ် ။အဲ့ဒါရှိပါဘာကိုပဏီမှမရှိသေးဘူးလေပြောမှာစစ်ကောက်စီတီအကြဖက်တွေအလုပ်ထားတဲ့ကိုပဏီကလွှဲလို့ Elon Musk ကိုပဏီတော်မူသေးဘူးလေတနေ့ကျရင်တော့ဥမာ Elon Musk ကိုပဏီလာမှာပေါ့နော်ကျွန်တော်တို့ဒီမိုကရေစီရဲ့အဲ့ဒီအချိန်မှာသူလည်းမြန်မာနိုင်ငံကိုအခုအမြဲပေးမှာပေါ့မပေးလို့မရဘူးလေနိုင်ငံခြားကိုပဏီတွေကလည်းတောက်ကြတယ်လာမှာအော်ဒေါက်တာဆာဆာကျွန်တော်ကိုလည်းခေတ်နိုင်ငံမှာရင်းနှီးမြှုပ်နှံခုပေးပါဆိုတာဒီကကိုပဏီကတားနဲ့ကျွန်တော်ကိုစောက်နေတာဒါလည်းလာတဲ့ခါမှာအခုလာပေးကြမယ်ဒါဒီအလုပ်ကတော့နောက်ဆုတ်ချရတော့မြန်မာနိုင်ငံဒီလောက်ချားတာတဲ့နိုင်ငံဟာအာရှတိုင်းမှာရှိမယ်လို့ကျွန်တော်မထင်ဘူးတကယ်ပြောတာ မြန်မာနိုင်ငံလောက်ကောင်းမဲ့နိုင်ငံဟာအာရှတိုက်မှာကိုယ်ကရှိမယ်လို့ကျွန်တော်မထင်ဘူးတကယ်ပြောတာเนาะအဲ့ဒါကိုယုံကြည်စေချင်တယ်အဲ့ဒီနိုင်ငံကဆိုတော့တွားနေတာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒါကိုမဖြစ်ရလေအောင်ဆိုပြီးမှဒီဖက်ကနာဆုတ်ကြီးလို့ပေါ့နော်ဒီဖက်ကဘယ်လိုပြောမလဲဒီတကက်ဒီဟိုအချပ်ဖက်စီအနာစီဒီကလည်းအဲ့လိုအနာကတ်ကိုမရောက်အောင်ပေါ့နော်မရောက်အောင်ကိုကျွန်တော်ကိုအမျိုးမျိုးအနာကတ်ကကောင်းလို့အကြည့်လို့အဲ့ဒီကိုမရောက်အောင်ဒီဖက်ကအခက်ခက်ခက်များလို့အကြည့်တယ်တစ်ဖက်ကပြောမယ်ဆိုရင်တော့အမောင်ထူးကြီး မောင်တလောက်ကိုလည်းလာနေတဲ့အလိကတော့လိပါတယ်အဲ့လိုပေါ့ပြောချင်တာကဗမာစကားနဲ့ဆိုတော့ကျွန်တော်တိတ်မပြောတာဆိုတော့မိထတာကတော့ visa မအဲ့လိုမိထတယ်မြန်မာနိုင်ငံရဲ့အနာဂတ်ကိုတော့ကျွန်တော်အဲ့လိုမိထတယ်ဘာလို့ဆိုတော့အခုကကြည့်ပါမြန်မာနိုင်ငံမှာဥမာယထာလားဆိုရင်လည်းမရှိသေးဘူးစီတောဆိုင်ဥမာမေအောက်လားတော့လည်းမရှိသေးဘူးသူများနိုင်ငံကိုကြည့်ပေါ့မေအောက်ယထာတွေရှိတဲ့အကိုတော့ class အကိုဆိုတော့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တာစီပွိုင်းနဲ့ပတ်သက်လာရတော့အဲ့မှာရင်းနှီးမြှုပ်နှံရမကူနိုင်တော့အကိုရှိသေးတယ်လို့ဆိုတော့အခုကဆိုတော့ပြောတယ်မေချတာတူပေါ့ဘာဖြစ်လို့ကျွန်တော်က ရှာတာတူကိုတလုံးမှ Elon Musk ထက်ကောင်းတဲ့ electric car ကိုမထုတ်နိုင်ရမှာလေပေါ့ဥမာပြောမယ်ဆိုရင်ဒါလည်းမြန်မာနိုင်ငံကတ်ပဲနော်တပည့်ကပြောမယ်ဆိုရင်တော့ခုနမေရှာတာတူကိုတို့ပြီးမှ silicon တွေကိုအမေရိကန်တို့တွေထုတ်တယ်ဟုတ်ပြီဒါဆိုရင်တော့မြန်မာနိုင်ငံမှာလည်း silicon ကိုထုတ်ပြီးမှသူများနိုင်ငံထက်ကောင်း silicon ကိုထုတ်ပြီးသူများနိုင်ငံရောက်လို့မရဘူးလားဒါလည်းမြန်မာနိုင်ငံဖြစ်နိုင်ချေပဲဒါလည်း realistic ပဲအဲ့ဒီဥစ္စာမျိုးကိုလည်းကျွန်တော်တို့မျှစေချင်တယ်ဟုတ်ပြီအဲ့ဒါကိုသွားနိုင်ဖို့အတွက်အခုကတော့ကျွန်တော်တို့ဒေါ်လိုက်ကာလကိုဖျက်သားနေတယ်အဲ့ဒါဟာလည်းခုနလိုတာပေါင်းစုနော် resource ရရှိရေးအတွက်ကိုကျွန်တော်တို့ attitude ကိုဖျက်ထားနေ ီးမှတပ်ပေါ်ဆူရှိလာမယ်နော်ဒီမှာခုနကျွန်တော်ပြောတဲ့စီနာတိုက်ရိုက်ဖြစ်လာမယ် constitution နဲ့နော်ယူကောက်ပွဲနဲ့ပြီးမှ United State of Myanmar USM ဖြစ်လာမယ်ဆိုတော့အဲ့ဒါကို B2D အားလို့လားအတိထားပြီးမှာပေါ့နော်အခုဆိုရင်တော့ဘာပဲဖြစ်ဖြစ် winning strategy လို့ခေါ်တဲ့ alternative plan ကိုလည်းကျွန်တော်ကချပြလို့ရပြီအခုနောက်လို့စစ်စစ်လေးနဲ့ roadmap ကိုလည်းကျွန်တော်ပြောထားလို့ရပြီအဲ့ဒါဟာလည်း labika လူတဖြစ်ဖြစ် cycle တမဘဲဖြစ်ဖြစ်လဖိတ်ဆိုင်မှာထားလို့ဖြစ်ဖြစ်အဲ့ဒီအချက်၅ချက်ကိုတော့ အားလုံးမြန်မာပြည်မှာဆက်လူတိုက်နားထဲမှာကြားစီချင်တယ်လူတိုက်ရဲ့နှလုံးတားထဲမှာအားကိုထပ်တွေ့စီချင်တယ်အဲ့ဒီအနာကတစ်ခုကိုပဲယူကြည့်စီချင်တယ်ကြာတဲ့စီကောက်စီကယူလာပေးတဲ့ဒေချင်းတို့ပြက်စီချင်းတို့ဆူဆူချင်းတို့အတာဒီအကျွန်တော်အနာကမဟုတ်ဘူးဒါတွေဟာဒီတဲ့အတွက်ကျွန်တော်တော်လာရဲ့အတွက်တို့ဒီဒါတကယ်တော့ဆိုတော့ဒါကတော့ရက်ဆက်ချချုပ်တဲ့စီအနာစီတွေကနေတိုင်းသမီလိုယူလာပေးနေတဲ့နာချင်းတွေဆူဆူချင်းတွေဒေချင်းတွေဖြစ်နေတာပေါ့အနာကကအဲ့ဒါမဟုတ်တော့ဘူး ဆိုတော့တွားနေတဲ့အနာကကအခုလာကျွန်တော်ပြောနေတဲ့တကက်ကိုတာယာလှပါတဲ့ပါချအကြီးကြီး United State of Myanmar ကိုကျွန်တော်ဟမချခီမှာရောက်ကိုအတူတကွရောက်ရမယ်အဲ့ဒီမှာပျော်ဆွေတော့နေဒီကကြီးမလိုအားချီလို့ဒီဖက်ကเนาะဒီနာချီချီဟာလဲနာချီလိုအားချီတယ်ဆိုတော့ပေးစားတဲ့လူတွေအားလုံးအတွက်ကိုတော့ကျွန်တော်ကိုယူတယ်ကိုပြုတယ်လေးစားတယ်လုံးဝလုံးဝဆိုတော့ဘယ်တော့အခါမှမမဆိုရဘူးဘယ်တော့အခါမှလည်းမမြတ်ပါဘူးဘယ်တော့အခါမှအဆုံးပေးရဘူးเนาะတိုင်းတာမှကြီးတယ်အလိကအမကိုနိုင်ကိုနိုင်တယ် တရားချစ်ကမတရားချစ်နိုင်ကိုနိုင်တယ်လောလာချစ်ကထိတ်ချစ်နိုင်ကိုနိုင်တယ်အခုနပြောသလိုဒီတကယ်တရားလှပတဲ့နော်အနာကတ် USM ကဒီဖက်ကရေဆက်ချချုပ်တဲ့စီအာနာစီစနစ်ကိုတော့နိုင်ကိုနိုင်တယ်အဲ့ဒါကိုတော့နော်ဓမ္မတာတစ်ခုဖြစ်တယ်မယုံမရှိနဲ့အလစ်ကအမကိုနိုင်ကိုနိုင်ပဲနော်တရားချစ်ကမတရားချစ်အကိုလိုကိုနိုင်ကိုနိုင်တယ်အဲ့ဒါတော့နော်ရောက်တဲ့နေ့မှာဒီနေ့ပေးစားတဲ့သူအများဆုံးက အဲ့ဒီနေမှာဆိုရင်လည်းအပျော်ဆုံးတူတော့ဖြစ်ကိုဖြစ်မှာပဲအခါမှလည်းမပြောပါဘူး။အယူကြီးမှဝင်းကြီးဌာနဖြစ်တဲ့အကြောင်းဆုံးဖြတ်ခဲ့ရတော့လေဒေါက်တာဆာဆာဟာဒီမှာပြည်သူလူကိုဖတ်ခဲ့အပင်မှုဆက်လက်ရရှိနေတယ်။မဟာရှိနိုင်ကိုနိုင်တယ်။ပြေဝအခြေအနေမျိုးလည်းဆုံးဖြတ်ခဲ့နိုင်တယ်။အခုနပြောတော့ဒီတကယ်တရားမှားပါတယ်เนาะအနာကတ် USM ကဒီဆောက်တဲ့လမ်းကြောင်းဟာဒီဆက်ချချိုးတဲ့စီအနာစနစ်ကိုတော့နိုင်ရမယ်ဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။တော့ဓမ္မတာတစ်ခုဖြစ်တယ်